အနေဒီတော်ပါတဲ့အဘလီစားမလို့ကျွန်တော်မေးကြည့်တယ်ဟိုစီပင်တရားကော်မတီတာဝန်ရှိရဲ့ဘယ်နားလိမ့်မှာကဲဒီအနေရမှာဘတ်စောက်လုတ်ခွင့်ပါတည်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးမျက်နှာပြောင်တိုက်ပြီးတော့ဖိပိတ်မြင်ရှိပဲဒီဒရိုင်းဘူးလက်ဆိုရတော့နေပြည်တော်မှာဘလီမစောက်ဘူးလို့ပြောပါအမှန်စောက်ပါတယ်အမှန်နေပြည်တော်မှာဘလီရပေးထားပါတယ် တို့အချင်းချင်းတော့အစ်တဘောအနောက်တဘောဖြစ်ရပါတရားတရားပေးထားပါရနော်ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်ညချန်လေးပါဒီကနေ့အော်တိုဘာလတရက်နေ့အတွက်ညပိုင်းတည်ရတဲ့မြေပြင်စစ်သတင်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့် VSN ဗီဒီယိုလေးတပုတ်နှစ်ပုတ်သွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့ပထမဆုံးဒါကြောင့်ရန်ကုန်ဘက်ကသတင်းကောင်းလေးနဲ့စမယ်ဆိုရင် ရန်ကုန်မြို့တောင်ကလာပမြို့နယ်အမှတ်၃၀ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာရဲနဲ့ပြည်စော်ထီးများကင်းလဲထွက်ပုတ်ပြင်ဆင်နေစဉ်လက်ပစ်ပုံးမိုင်းများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကစက်တင်ဘာလ30ရက်နေ့ည9:45မိနစ်ခန့်ကတောင်ကလာပမြို့နယ်အမှတ်30ရပ်ကွက်ရပ်ကွက်ရုံးအတွင်အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များနဲ့ဒီပြူစော်ဒီအဖွဲ့များကင်းလဲထွက်ပုတ်ပြင်ဆင်နေစဉ်ဒါမြို့ပြကြော့ပျောက်ကြားကိုရဲအဖွဲ့မှရဲဘော်တွေကလက်ပစ်ပုံးနှလုံးပြင်းအမြင့်လက်ပစ်မိုင်းနှလုံးတို့ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ ဘုံနဲ့မိုင်းများအလုံးရက်ကွက်ယုံအတွင်းသို့ကြာရောက်ပောက်ခွဲခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်ဒီရဲတအူးနဲ့ပြူစော်တီနှစ်ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူနာတင်ကားနှစ်စီးဖြင့်လာရောက်တည်ဆောင်သွားကြောင်းနဲ့ဒါမစင်ဖော်ဆောင်ခဲ့တဲ့မြို့ပြကြွက်ရဲဘော်တွေကတော့ BND ရဲ့ကင်းစင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ကဲတော့နောက်ထပ်ဒါကြောင့်အကိုချီတို့ဘက်မှဆိုရင်ရခိုင်ပြည်ဒီကြောက်ဖြစ်မျိုးအပြင်ဘက်ကဆယ်မိုင်ပတ်လည်လောက်မှာဖြစ်ပေါ်နေတဲ့လက်စစ်တပ်ဖွဲ့တွေအတွင် အကြံပတ်စစ်တပ်ဘက်ကအင်အားအများပြဖြစ်တင်ပြီးအချင်းချင်းထိုးစစ်ဆင်လာခဲ့ပေမဲ့အာရခတပ်တော် AA ရဲ့စစ်ရေးဗျူဟာအောက်မှာအကြအဆုံးအထိခိုက်များပြီးအလူးလဲခံရပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါစက်တင်ဘာလ29ရက်နေ့ကတညဝရီရေတပ်ဌာနချုပ်အနီးမှာစီးတဲ့စီမောဘမကလဘာကြီးရဘတ်တို့စစ်ကြောင်းထိုးနေတဲ့အကြံပတ်စစ်တပ်ရဲ့အင်အား150ကျော်ပါစစ်ကြောင်းနဲ့ ဒီရဲတရင်32မှာထွက်လာတဲ့အင်အားတရာကျော်ပါစစ်ကြောင်းတို့ကစစ်စင်နောက်ဆင့်တက်လာရမှာဂေါ်တူတောင်တမဲအရောက်မှာအာရခတ်တပ်တော် AA ရဲ့ဂျားဖြတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်းသိရပါတယ်ဒါလက်စစ်အချိန်ထိတပ်ဖွဲ့တွေဆက်လက်ဖြစ်ပေါ်နေပြီ။တညဝတီရေတပ်စခန်းကလက်နက်ကြီးနဲ့အတွဲလိုက်တွေတရဇက်ပစ်တယ်။ရေတပ်ရင်32ကလည်းပစ်ပါတယ်။နေပြည်တော်ကလည်းပစ်တယ်။နောက်ပြီးဒီ drone နဲ့လည်းချပါတယ်။ပစ်ခတ်တန်တွေကတော့ဆူညံနေပါတယ်။ဆိုပြီးဒီစစ်ရေးသတင်းမြစ်တူးကပြောဆိုထားပါတယ်။ဆိုတော့ နောက်ထပ်ဒါကြောင့်အကိုချီတို့ဘက်ကကြောက်ခုတက်ပွဲအခြေအနေလေးပဲဖြစ်ပါတယ်။ကဲတော့နောက်ထပ်ဒီတနင်္သာရီတိုင်းဘက်မှာဆိုရင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထမ်းမြက်မှာနေဆက်ကုံတွေးလမ်းမှာစီးတဲ့တင်ခုံးရစစ်မျက်နှာပြင်ကစစ်ကောင်စီတပ်သား၄ဦးခရင်ယူဗိတ်တဝဲခရင်တပ်မဟာလေးတပ်ရင်စစ်တဲ့ထံကိုဗတ်ပြောင်းအလင်းဝင်လာပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းဒါစတေမာလာ30ရည်နှစ်ကစေတန်တနီယာမှာလက်နက်မပါဘဲထွက်ပြေးလာကဗတ်ပြောင်းလာခြင်းဖြစ်ကြောင်းခရင်ယူကထုတ်ပြန်ထားပါတယ်။ ဒါအဲ့ဒီဘက်ပြောင်လာသူ၄ဦးကစစ်မှုတန်းအပတ်စဉ်ဆက်နေအတွက်အတမစစ်သားစုဆောင်ခံရပြီးရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာစစ်တပ်တပ်ရင်းတစ်ခုမှစစ်တပ်နဲ့တက်ခတ်ရသူများဖြစ်ကြောင်း KNU ဗိတ်တဝဲခရိုင်အတွင်းရင်းမှုဘဒုစိုးရဲ့နာကပြောဆိုထားပါတယ်။ဒါအဲ့ဒီတင်းနှန်းတက်ပြီးတဲ့နောက်ပလောင်မြို့နယ်မှာစစ်တပ်ခလာယာ260တက်ရင်းတို့ပို့ဆောင်ခံခဲ့ရပြီးစစ်တပ်တို့ရောက်ရှိလာခြင်းဖြစ်ကြောင်းဆက်ပြောထားပါတယ်။အဲ့ဒီဘက်ပြောင်လာသူတွေကိုကောင်းမွန်စွာစောက်စောက်ထားပြီးမိတို့လှုပ်ဆောင်ရန်ဆန္ဒစီတီကိုမေးမြန်းထားစေဖြစ်ကြောင်းဘဒုစိုးရဲ့နာကဆက်ပြောထားပါဗျ ဒါပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့မှာဆိုရင်လေဒီပလောင်မြို့နယ်မှာစီးတဲ့အကြမ်းဖက်စစ်တပ်ရဲ့တိုင်းစနစ်တမ်းမြင့်လေ့ကျင့်ရေးတင်တန်းကြောင်းကတင်တန်းသား9ဦးခရင်ယူထံသို့ဗတ်ပြောင်ခုလုံခဲ့ကြောင်းလည်းသိရပါဗျ။ကဲတော့နောက်ထပ်ဒီကြံဖို့ပါတီကလာမဲ့ဒီဇင်ဘာလအတွင်းကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ဆင်ပြန်မဲ့အမတ်လောင်းတွေရဲ့အမည်စည်ရင်းတွေကိုပါတီအတွင်းမှာတော့အတိမပေးပဲအထူးအရေးကြီးကိစ္စလှုပ်ဝက်ထားကြောင်းကြံ့ခိုင်ရေးပါတီသတင်းမြစ်ကပြောဆိုထားပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါအမျိုးသားညီညွတ်ရေးအစိုးရ UNG ဤသူကကွယ်တပ်ဖွဲ့များအပြင်ကရင်အမျိုးသားအစည်းအရုံး KNU ကဲ့သို့သောတိုင်းရင်းသားတော်လှန်တပ်ဖွဲ့တွေကစစ်တပ်ရဲ့အတူရောက်ရေကောက်ပွဲကိုဆန့်ကျင်ပြီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားရမှာအဲ့ဒီအခြေအနေတွေကြောင့်ကြံဖို့ပါတီက၎င်းတို့ရေကောက်ပွဲဝင်ပြိုင်မဲ့အမတ်လောင်းတွေရဲ့အမည်စည်ရင်းတွေကိုလွှတ်ဝတ်ထားခြင်းဖြစ်ကြောင်းနဲ့အမတ်လောင်းများရဲ့အမည်စည်ရင်းများကိုသိရှိသွားပါက PDF များနဲ့တော်လှန်တပ်ဖွဲ့တွေရဲ့လုံခြံတက်ခတ်မှုခံရမည်ကိုစိုးရိမ်တဲ့အတွက်ကြောင့်ကြံဖို့ပါတီကမပေါက်ကြားစီရန်လှုပ်ဝတ်ထားခြင်းဖြစ်ကြောင်းသိရပါဗျ။ အဲ့တော့မင်းတို့ကောင်းနေပြောတော့တိုင်းပြည်နဲ့လူမျိုးအတော့ပါဆိုဟမ်အခုကြတော့မင်းတို့ဒီအတူရောင်ရေကောက်ပွဲမှာခိုးကြောင်ခိုးရနဲ့ပါဝင်စင်ပြန်ကြမဲ့ကောင်တွေကနော်အဲ့ဒါနဲ့ပဲတိုင်းပြည်နဲ့လူမျိုးအတော့ပါဆိုပြီးအာချောင်ရဲတဲ့တတိကိုတော့ငါတို့အံ့ဩလို့မဆုံးနော်ကဲတော့ဒါတဆက်ထဲမှာပဲဒီမင်းကင်းမောင်မြင့်ကလည်းဘလို့တွေကြောက်ကန်ကန်ထားပြန်ပြီလေဆိုတော့ဒီစကိုင်းတိုင်းမင်းကင်းမြို့နယ်မှာရေကောက်ပွဲဝင်ပြိုင်မှာကလောက်ကျန်တပ်ဖြတ်မှုများနဲ့ဝင်းရံသူများတတ်ခတ်ခံရနိုင်တဲ့အတော့ကြောင့်မင်းကင်းမောင်မြင့်ကနေပြီးတော့စပုတ်တီတိမြို့နယ်မှာ ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စင်မြန်မြီဖြစ်ကြောင်းလူမှုကွန်ရက်ကနေတဆင့်ထောက်ဖို့ပြောဆိုလာပါတယ်ဆိုတဲ့သတင်းလေးကလည်းဒီ2010ရွေးကောက်ပွဲနဲ့2025ရွေးကောက်ပွဲမှာမင်းကင်းမြို့နယ်မှာအနိုင်ရရှိခဲ့တဲ့ကြံဖို့လွတ်တော်အမတ်မင်းကင်းမောင်မြစ်ကလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲမှာမင်းကင်းမြို့နယ်ကနေမပြိုင်ရဲတော့ပဲနေပြီးတော့ဇဘူတိတိမြို့နယ်ပြည်သူလွတ်တော်မဲဆန္ဒအနေမှာဝင်ရောက်စင်မြန်မြီဖြစ်ကြောင်းဒီမင်းကင်းမြို့နယ်မှာတွားရောက်စင်မြန်မြီကလောက်ကျန်တက်ဖြတ်ခံရမှုများနဲ့ ဝန်ရံသူများရဲ့တက်ခတ်ခံရမှာကိုစိုးရင်ပြီးမင်းကင်းမမင်းဆန္ဒဆင်များကိုမထိကဲမနစ်နာဈေးရှင်တဲ့အတွက်ဆိုပြီးတော့ဒီနေပြည်တော်မှာတဆင့်ဆင်ပြန်ပြီးဖြစ်ကြောင်ထောက်ဖို့ပြောဆိုလာပါတယ်။အဲတော့ဒါကျွန်တော်စစောအောင်မပြောဘူးလား။ကိုယ်ကနဲ့ကိုယ်တော်ခိုးကြောင်ခိုးဝမ်းနဲ့နေနေရတဲ့ကောင်တွေကတိုင်းပြည်နဲ့လူမျိုးအတွက်ဆိုပြီးတော့အာချောင်ရဲတဲ့တတိကိုတော့နော်။ဒါတကယ်ကိုအံ့ဩလို့မဆုံးပါဘူးနော်။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းလေးတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာ ပထမဆုံးဒီ AR တိုင်း ီလီမင်နာမြို့နယ်မှာရွာကန်တခိုးတွေနဲ့ဒါတို့ဒီအကြံပတ်စစ်ခွေတက်နဲ့ပေါင်းပြီးတော့နော်ဒါစစ်ပေးဆောင်ပြည်သူတွေရဲ့နေအိမ်တွေကိုဖောက်ထွင်ခိုးယူနေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကိုပြောင်းရလဲဘလို့တွေဖောက်ကောင်လောက်တောင်မလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည်လိုက်ရအောင်ညာအခုဗျာအဲ့ဒီလေးမျက်နာဆိုတာရွာကြီးရွာကောင်းတွေပါ ARV တိုင်းဆိုတာခင်ဗျားတို့စံစဘာကိုအဓိကထားပြီး site ပြိုးနေတဲ့ရွာလေးဖြစ်တယ်เนาะခင်ဗျားတို့သိပါလားအဲ့တော့ရွာတွေမှာကစဘာတွေလည်း site ထားတာအများကြီးဗျာနော်စံကူတောင်တွေဆိုတာလည်းရှိတယ် ိမ်နေဆိုတာလည်းအိမ်ကြီးအိမ်ကောင်းနေအရာကြီးတိုင်းဆိုတာအလုပ်စူးစမ်းပြီးတော့တကယ်တကယ်စူးစမ်းတဲ့ပမာမြန်မာတိုင်းသားတွေနေထိုင်ကြတာပါအဲ့တော့အဲ့အိမ်ဒီမှာချမ်းသာတဲ့အိမ်တွေပေါ့ဗျာနော်တချို့အိမ်နဲ့ချမ်းသာတချို့အိမ်နဲ့ဆင်းရဲတယ်အဲ့ဒီအိမ်တွေမှာအဲ့မှာရွာဆောင်နေကြံခဲ့တယ်ရွာသားတွေပြေးပြေးအကုန်လုံးမပြေးဘူးရွာမှာမဖြစ်မနေကြံခဲ့တဲ့သူတွေရှိတယ်အဲ့ဒီကြံခဲ့တဲ့သူတွေထဲမှာမှာဟိုရွာပတ်ခိုးဒီရွာပတ်ခိုးတွေရှိတာ哦အဲ့တော့အိမ်တွေဖောက်ခံရတယ် ိမ်နေဖောက်ခံရတဲ့ခါကျပစ္စည်းတွေတက်ရမှာဟုတ်တက်ရမဲ့ခါကျကားနဲ့တက်ရမှာအဲ့ဒီကားတွေဝင်ခွင့်ထွက်ခွင့်ကိုစစ်တပ်ကခွင့်ပြုတယ်စစ်တပ်ကခွင့်ပြုတယ်ဆိုမှတော့အိမ်တွေကဖောက်ခံရတဲ့ပစ္စည်းရတဲ့လို့မရဘူးတဲလို့မရတော့ကားခေါ်တယ်ကားခေါ်တဲ့ခါကျဒီကားကိုဒီကားကိုဝင်ခွင့်ပေးတယ်ထွက်ခွင့်ပေးတယ်ဆိုတဲ့ခါကျတော့တင်းအားဖြင့်ယူဆလို့ရနေတာပါလေဆိုလို့ရှိရင်စစ်တပ်ကဒီခိုးနေရတဲ့ခိုးနေတဲ့ပေါင်းစားနေပုံစံမျိုးမဖြစ်သွားဘူးလားအဲ့တော့ကားတွေဝင်ခွင့်ထွက်ခွင့်မပေးပါနဲ့လို့ပြောချင်တယ်နော်အဲ့တော့ နောက်ထပ်တနေရာပေါ့ဗျာနောက်ထပ်တနေရာမှာဖြစ်တဲ့အတိုင်းဒါလေးဆိုလို့ရှိရင်အဲ့ဒါကဘာမှဖြစ်တယ်ဆိုလို့ရှိရင်အမ်ရွာတရွာမှာပေါ့ဗျာနော်တလုံးထော်မှာဖြစ်တယ်တလုံးထော်ကဆိုင်ကလေးခိုးသွားတယ်အဲ့ဆိုင်ကလေးအလုံးစစ်တပ်ကဖမ်းမိပါတယ်ဒါပေမဲ့တော့အဲပိုင်ရှင်တွေကပြန်မရသေးဘူးဆိုတော့ပြောလာတယ်ပေါ့ဗျာနော်ပြန်မရသေးပါဘူးအဲ့ဆိုလို့ကျင်နာကတော့ဗာလဲဆိုလို့ရှိရင်အဲ့ဒီမှာရှိနေတော့ ရွာဆောင်မှာတော့ခေါ်တခြားရွာဆောင်သူသူရွာဆောင်ကိုရွာဆောင်ရှိမှာဒီရွာဆောင်နေကခိုးတဲ့ခိုးတဲ့တခိုးတွေလည်းရှိတယ်အဲ့တော့စစ်ပေးဆောင်စစ်ပေးဆောင်တွေရဲ့အိမ်တွေကလည်းအဖောက်ခံနေရတယ်အဲ့တော့ကားဝင်ထွက်တွေကဒီကားလမ်းကဒါမျိုးဘာကြောင့်စစ်တပ်ကပြီးထွက်နေရလဲစစ်တပ်ကမသိလို့ပဲလားဒါမှမဟုတ်လို့ရှိရင်လေဟုတ်ចောင်းပြချက်ရှိလို့ပြီးထွက်တာလားဘယ်လိုပဲဖြစ်အဲ့လိုပြီးထွက်လိုက်ပြီဆိုတာ ਨੇ ဲ့ဒီအိမ်တွေကပစ္စည်းတွေအားလုံးကားပေါ်ရောက်မယ်ကားပေါ်ရောက်ပြီးတော့ရှိရင်ဈေးကွက်ကိုရောက်သွားမယ်အဲ့တော့ခါကြရလို့ရှိရင်အဲ့ဒီတချို့ဈေးတွေမှာဆိုလို့ရှိရင်ပစ္စည်းတွေအိမ်သာခွက်ကအစရောင်းနေတာရှိတယ်အဲ့ဒီပစ္စည်းဘယ်ရရလဲလို့ခင်ဗျားတို့မမေးနဲ့အဲ့ဆေးဘေးရှောင်တဲ့အိမ်တွေရပဲဘယ်မျိုးဘယ်နယ်ဘယ်ဈေးဆိုတာကျွန်တော်မပြောချင်ဘူးနော်အဲ့ဒီမြန်မာနိုင်ငံမှာအဲ့ဒီဈေးတွေရရှိအဲ့တော့အဲ့လိုမျိုးပစ္စည်းဖောက်ပြီးတော့ရောင်းနေတဲ့အထက်မှာကိုစစ်တက်မပါစေချင်ဘူးနော်ဟုတ်ဘာကြောင့်လဲဆိုလို့ရှိရင် စစ်တပ်ပေါ်ရင်ကြားတယ်။ဒါကြောင့်လည်းပတ်သက်ပြီးအထက်ရရှိလူကြီးမင်းများအစဉ်စဉ်သတိထားပါကျွန်တော်တည်နေကိုယ်တိုင်လည်းလောက်နေတာနော်ကျွန်တော်ဈေးတွေအစားမညွန်ပြချင်ဘူးဈေးกว่าဈေးဘယ်လောက်ရတယ်ဆိုတာအစားကျွန်တော်မညွန်ပြချင်ဘူးเนาะအဲ့တော့အဲ့ဒီကြောင့်မို့လို့ကျွန်တော်တို့အာ AI မှာဖြစ်နေတဲ့ကိစ္စလေးကဒီကိစ္စတော့သတိထားစေချင်တယ်ပေါ့ဗျာเนาะအဲ့တော့မင်းတို့ဟိုဘတ်အောက်တန်းစာရက်ကွာကောင်းနေမင်းတို့ဘာတွေဖင်ပေးပြီးညင်းရှင်ကြသည်လဲဟမ်ဒီမှာငါတို့အနေနဲ့ပြောရင်မင်းတို့ကဖင်ပေးပြီးညင်းမှာစိုးလို့เนาะ ီမှာမင်းတို့ဘောမတွေကိုယ်တိုင်ဖော်ကောင်လောက်တာတာနော်အဲ့တော့မင်းတို့ဒီအချမ်းပတ်စစ်တပ်ကဘာလောက်လောက်ကောင်းပါတယ်ဆိုတော့ကောင်လေအခုကြတော့လေမင်းတို့ဘာအတန်မှမထွက်ကြပါလားဟမ်ကဲတော့ဒီနောက်မှာလေတို့ဒီအချမ်းပတ်စစ်တပ်နဲ့အုပ်ကြီးတွေပေါင်းပြီးတော့ဒီပြည်သူတွေအပေါ်မှာမတရားပေါ်တာဆွဲပတ်စံတွေမတရားတောင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတက်ကုံမကလည်းဒီအုပ်ကြီးတွေကိုဘယ်လိုတွေချင်းချောက်ထားအောင်မလဲဆိုတာကြောင့်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအုံးတို့အားလုံးသတိထားပြလိုက်မယ်နော် ဥရောင်းဝယ်ကုန်ကူးတာတွေနော်ဒီဘက်မှာဝယ်တယ်ဟိုဘက်မှာရောင်းတာတွေပြည်သူတွေရှိကမတော်မတရားကောက်တာတွေတတိချာနော်တတိထားကြအင်းစိန်ထောင်နေရအကျဉ်းချန်လေးတတိထားကြအဲဘာသမီးရတယ်မပြောရဲရဘာမှမရှိတယ်လို့အဘကလည်းမလုပ်ရဲတာဘာမှမရှိဘူးသိထားဘူးနောက်မှအဘရဲ့ဆက်တယ်လို့မပြောရဲသေးလားအဘသမီးတတိပေးနေတယ်နောက်မှဒါရဲ့ဆက်မပြောနဲ့တင်ပေးလိုက်မယ်နော် တင်ပေးလိုက်မယ်။အုပ်အုပ်တွေကိုဘလို့ဖမ်းတယ်လဲဆိုတာတင်ပေးလိုက်မယ်။လူရောင်းဝယ်လုပ်တဲ့အုပ်အုပ်တွေကြက်ကြက်တတိထား။အင်းကြက်ကြက်တတိထား။ကြားနော်မင်းတို့အုပ်ကြီးတွေရောင်းဝယ်လုပ်တဲ့အုပ်အုပ်တွေကြက်ကြက်တတိထား။ပြည်သူတွေကိုအနိုင်ကျင့်ဂုတ်သွေးစုပ်နေတယ်မတော်မတရားပြည်သူတွေရှိမှစာအုပ်အုပ်များနော်။အရင်ကနွားအခုတော့ကြားဖြစ်နေအုပ်အုပ်များလူဘာဝတိကျဝါ အင်းစိန်ထောင်ကအကျယ်ကြီးဟနော်အိုးအိုးတို့အိုးတာသမီးတွေးလို့ရှိရင်လေကျေးဇူးတင်စကားတွေပြောပေးအောင်မသိလားမင်းတို့အဖေထောင်နှမ်းဆန်နိုင်မယ်နော်မင်းတို့လူချင်းသားရေပူမစားနိုင်တဲ့ဖေးအေးဆိုတော့ဇောကပ်ပြီးတော့ဒီသူလေးရှိမှာဟိုတိန်တော်ကဘာကြာငါတော့မဖြစ်ပနေဒါမေးပြီးမပေးရင်တို့စစ်တပ်နဲ့ဖမ်းမယ်ဒါမျိုးလုပ်တဲ့အကောင်လေးအိုးအိုးတို့နော် အပြင်စတင်ပြမယ်ရင်းနဲ့ဖမ်းမယ်ညနောက်ပြီးတော့တအိမ်တောင်တသိညတသိညတလောက်နော်သိမ့်ဘယ်လောက်စုရမယ်ဘယ်လောက်ပေးရမယ်ဆိုပြီးတော့နောက်တော့အချိန်ကျန်လို့ရှိရင်အဲ့စစ်မှုထမ်းတဲ့သွားကလေးတို့မပေးဘူးအုပ်အိတ်ခဲအကုန်ထက်ယော့တမီယော့တာယော့မိမ့်မဆိုပြီးတော့ဒါတမီကိုကြီးစားလာတော့အုပ်အုပ်တို့ ဟိုတို့ထောင်ကျင်းရှိရနော်အင်းစိတ်ထောင်ကျဲပြီးပသိထောင်နဲ့ရှိရမြောင်မြထောင်နဲ့ရှိရနော်အရာလေးတိုင်းမှဆိုတဲ့နော်ဘူးတိုင်းမှဆိုတဲ့ဘူးထောင်ရှိရနော်အရာတိုင်းမှထောင်ရှိရသိရထောင်ကျဲပြီးထောင်ထမင်းထောင်ဟင်းစားဘူးချင်းတော့လောက်ကြဘူးနော်တိလားထောင်ထမင်းထောင်ဟင်းကကျန်းတယ်နော်တိလား ကျန်းနေအေးအခုမှနည်းနည်းတော့အရင်ရောက်တော့ခဲဖို့တွေထဲ့ကြွေရနော်ထောင်ထဲမှာမငြင်းသေးအောင်လို့ဒါအခုငါတို့အဘာကအင်မတန်စိတ်ကောင်းစေတနာရှိလို့လို့ဆန်ကောင်းထမင်းကောင်းဟင်းကောင်းစားနေရထောင်ထဲမှာအရင်တော့ထောင်ထဲမှာဆိုထောင်ထဲမှာခဲဖို့တွေစားရတယ်ထမင်းနဲ့မဲ့ခဲဖို့တွေထဲ့ရနော်ခဲဖို့တွေထဲ့ပြီးစောရီတေကောသိလားနော်စောရီတေကောပေါ်ရောင်ဘူးရေတတိလာတက်ပေးရပါလို့အင်းစိတ်တော်အကျဲရှိပါတယ်လို့နော် ကဲတော့မင်းတို့အုတ်ကြီးတွေမင်းတို့ချင်းချောင်းနေတဲ့ဒီတက်ကုန်းမောက်ကိုသွားပြီးတော့ပေါ်တာဆွဲလိုက်ကြပါဦးနော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့အခုတလောလိုင်းပေါ်မှာကြရက်ရိုက်နေတဲ့ဒီနေပြည်တော်ကဗလီဆောင်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအမျိုးရုပ်ဘူးလက်လှဆွေကဒီလိုင်းပေါ်မှာတက်ပြီးအဆက်မစီဖိမ့်ပိတ်ညင်းလာတာကိုဒီအမျိုးရုပ်ပောက်ကတုံးကဘလို့တွေဆောက်ဆက်ခွဲတောင်းမလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာအနေပြည်တော်ပါတဲ့ဗလီဆောင်မလို့ကျွန်တော်မေးကြည့်တယ် ဟိုစီပင်သားရာကော်မတီတာဝန်ရှိရပေါ့ဘယ်နှလေးမှာကဲကြည့်ဘယ်နေရာမှာဘာစောက်လုပ်ခွင့်မတည်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးညက်တစ်ပြောင်တက်ပြီးတော့ဖိပက်ညင်းရှိပဲနေခကြပြောတာဒီမယုံနဲ့လေဒီမှာနေပြီးတော့မှနေနေတာอืมพาตะกาပြောတာလေဒီကတော့ไลฟ์ပေါ်မှာတရားရိုက်ဆောက်ဆက်ခွင့်ပဲတော့တပါ့လား ပလီနဲ့ပတ်သက်ပြီးမှနေပြီးတော့မြတ်တရားတော်ကြီးဆရာတော်ကြီးတွေနဲ့ပေါင်းပြီးမှယာယီဓမ္မတာခွာချုပ်ကြီးနဲ့ဝင်းကျုပ်ခွာချုပ်နော်ဇီဝတာစာတင်ထားတယ်ပေါ့နော်စာတင်ထားတဲ့အားနဲ့ပတ်သက်ပြီးမှဦးဇင်းတို့ကတော့နော်အကြုံမှုကြီးမင်းအောင်လည်းနဲ့ယာယီဓမ္မတာပြောင်းစုကြေတော်စုဓမ္မတာမြန်မာနိုင်ငံတော်တဲ့နော်လောင်တော်ကြီးတို့နဲ့တပည့်တော်တို့ကတော့ ထတ်တူရှိပါထတ်တူရှိကြောက်ပါဗျာထတ်တူရှိတော့ဒါအကောင်းဆုံးပါလိုင်းပေါ်မှာပြောတာလိုင်းပေါ်မှာပြောနေရဆိုတာဆိုင်တလို့လက်တွေ့កောင်းထဲခေါ်လိုက်တာအကောင်းဆုံးပါဗျာရဟန္တာကလူလူနဲ့အမျိုးသားရေးဆရာတော်များနဲ့လူသူကလက်မခံတော့ဘာမှလုပ်လို့မရပါဘူးဗျာဘာမှလုပ်လို့မရပါဘူးอืมဒီဒဂါကြီးဘူးလက်ဆိုရတော့နေပြတော်မှာဘလီမဆောက်ဘူးလို့ပြောပါရအမှန်ဆောက်ပါတယ်အမှန်နေပြတော်မှာဘလီရပေးထားပါတယ်သူတို့ချင်းချင်းတော့စိတ်တပေါင်းနောက်တပေါင်းပြည့်ပါတယ်နေရာတနေရာပေးထားပါတယ်နော် နေရာတနေရာပေးထားတယ်เนาะအားကြောင့်သူတို့တွေရတဲ့အခါမှာလည်းသူတို့တွေကအငြိမ်မနေဘဲနဲ့ရွာရည်နာရွာလူရွာသားတွေနဲ့အစမပြေရွာလူများနဲ့မူဆလင်ဆိုတော့တချို့မူဆလင်ကဒီအတိုင်းပဲအနေအနေအတိုင်းမတက်ဘူးရည်ဆိုတော့လည်းသူတို့ကပဲဒါလေးရသွားတယ်ကာချုပ်ကြီးပဲပိုင်ပြီးသွားပြီးစစ်တပ်ပဲသူလက်ထက်ရောက်သွားပြီးစစ်တပ်ကိုတို့လို့ချင်လုံးတဲ့အနေထားတွေပြောပုံကြတယ်ကြအနေထားတွေဒီပုံစံတွေလုပ်ပုံကြရွာလူရွာသားတွေအဲ့တော့ရွာလူရွာသားတွေကလည်းမခံမရနိုင်ဖြစ်ပြီးမှလူချစ်လူငယ်တွေနဲ့ပေါင်းပြီး လေးเนาะဒီနောက်ပြီးတော့ခမဒီ live မောင်မှာကလည်းဒါကြီးอ่ะအချိန်ကြီးเนาะဒီခု live မောင်မှာပြောနေတဲ့တကားဖိလန်မောင်မောင်တို့တော်တော်များများပြောနေတဲ့သူများပေါ့အများကြီးပါပြောတယ်ပြဿနာစားဒီ2023ကပြထားတဲ့ဟာကိုဒီချိန်မှအချိန်ကြီးပြောရဲဆိုတော့ပြီးတော့စဉ်းစားစရာเนาะစဉ်းစားစရာအချိန်ကြီးချတာเนาะစဉ်းစားစရာဒါဒီလူလူတို့ကိုတမတော်ပေါ့အထင်လွဲအမြင်လွဲအောင်လုပ်လိုက်တဲ့သဘောပဲเนาะမြူဒါရေးရဟန္တာကတော်တွေနဲ့တမတော်နဲ့ ရန်တိုက်ပေးလိုက်တဲ့တဘောပဲခြား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 ဟုတ်လားဘဒူးဘဒူးဖြစ်ဖြစ်ငါတို့ကဝက်ကြီးပိတ်တက်ဆိုတော့ငါတို့ကအဓိကတော့ဘူတီပွဲစုအောင်လုပ်ဖို့ငါတို့တာဝန်ဆိုတဲ့ပုံစံမျိုးနဲ့တကယ်လို့စိတ်ထဲမှာလူတိုင်းစိတ်ရှိလို့မဟုတ်လူတိုင်းစိတ်တက်လည်းရှိလို့မဟုတ်လူတိုင်းဘာနိုင်ငံကြီးလည်းချစ်လို့ပြောတာမဟုတ်ဘူးကနော်ဒါလေးလည်းနောက်ပြီးတော့တောင်လူတွေရဲ့လယ်ယာမြေတဲ့တောင်လူတွေကနိုင်ငံတော်အတွက်ဆိုလို့ရှိရင်တော့ဒါတိတ်နာဘာရှိဘူးပေါ့နိုင်ငံတော်အတွက်ဆိုတိတ်နာဘာရှိဘူးဒီလိုနေရာမှာနိုင်ငံတော်အတွက်ဟိုနဲ့ဗလီအတွက်ဖြစ်သွားတော့ ဦးဇင်းတို့ပြောချင်တာကဒီတကယ်ဒီဟာကြီးကိုခင်ဗျားတို့ကတကယ်စူပူမှုမဟုတ်ခဲနဲ့မြို့သားရဲသမိုင်းနဲ့တတ်မတော်ဘူးထိတ်တဲ့ရင်ဆိုင်နဲ့ရာလိုက်ခိုင်းရာလိုက်တာမဟုတ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ကိုယ်တိုင်လည်းဒါလက်မှတ်တွေထိုးပြီးလက်မှတ်တွေကောက်ကောက်ကိုလက်မှတ်နေပြီးတော့မှရှိတဲ့ဒါလူတွေလည်းလက်မှတ်တွေထိုးမယ်ထိုးပြီးမှမြို့သားရဲရဟန်းမြန်မာနိုင်ငံမှာရှိတဲ့ရဟန်းတန်ကတော့လက်မှတ်ထိုးမှာကာချုပ်ကာချုပ်ကြီးစီကိုဒီလိုကန့်ကွက်စာတွေတင်ဖို့တော့လိုအပ်တယ်လို့ဦးစင်းကတော့တုံ့တက်ချင်ပါလေဗျာနော်ဒါကာချုပ်စီကိုဒါ တာမကျင်တတ်ဘူးဒါတွေကိုတင်ပြတာတော့မကျင်တတ်ဘူးဒါတွေကိုလက်မခံဘူးဆိုတော့ဒီလိုကြီးဘလီဒီစောက်ဖွင့်ပြောလက်မခံဘူးဆိုတော့တဘောတော့ဒါနေပြည်တော်ရဲ့အမျိုးသားရေးဆရာတော်ရဲ့များရဲ့တုတ်ရက်ကသူမှန်ကန်တယ်လို့ဥစဉ်တော့လည်းတရားခိုင်တော့ထောက်ခံပါတယ်ဗျအားလုံးလည်းပါပဲဗျအင်းအဲ့တော့ဒီပောက်ကတော့ကတော့ဒီအမျိုးရုပ်ပူလက်လှဆွေကဖင်ပေးပြီးညင်းလာတော့နော်ဒီကောင်တတက်သွားပြီးတော့ဆောက်ဆက်ခွဲတာဆိုတော့ဒါဒီအမျိုးရုပ်ပူလက်လှဆွေနဲ့ဘယ်ချိန်ထ ாக்க ိုက်ကြမလဲဆိုတာကတော့ဒါကြောင့်မြင်ရောင်နေသေးပါတယ်နော် အဲ့တော့ဒီအမျိုးရုပ်ဘူလက်လှဆွေနဲ့တွားပြီးတော့ဆုံးမိရင်တော့နော်ဒီအမျိုးရုပ်ပောက်ကတော့ကတော့တကယ်မလွယ်ဘူးဆိုတဲ့အကြောင်းဒါကြောင့်ပြောရင်းနဲ့ပဲကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမော်လမတယောက်ချင်းချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ညမနေ့ပြန်ကြမှာပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါအောင်မယ်အားလုံးပဲကျမ်းမာပေးခြင်းကြပါစေညာ you